လူ့ဘဝရရှိလာတာဒါနကောင်းမှုသီလကောင်းမှုခြေပြုပြီးတော့ရလာတာဖြစ်တယ်။အဲ့ဒါနကောင်းမှုသီလကောင်းမှုတွေကိုမလုပ်ဖဲနဲ့ဆယ်စုဆယ်စုနဲ့ဖြတ်ကျော်လာပြီးကုသိုလ်ကောင်းမှုတစ်ခုမှမလုပ်လိုက်ရပဲနဲ့ဘဝတစ်ခုဆုံးသက်သွားတဲ့ပုဂ္ဂိုလ်တွေဟာတော့လူဖြစ်ကျိုးမနှက်ဘူးပေါ့နော်။အဲ့တော့ကိုယ့်ကိုယ်လူဖြစ်ကျိုးနှက်အောင်စူးစမ်းအထောက်ကြ။လူဖြစ်ကျိုးနှက်ဖို့အတွက် ရင်းစားပြန်ရုံနဲ့လူချစ်ကျိုးနဲ့တည်းလို့ပြောလို့မရသေးဘူး။ရသော်ဘုရားရဲ့သာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာအလုံးအလုံးလူချစ်ကျိုးနဲ့ဖို့အတွက်ရဘုရားရဲ့ဟောပြောဆုံးမထားတဲ့တရားသမားတွေသိရှိနားနဲ့အကျိုးစာအထုပ်ဖို့တွတ်တယ်။တမန်တနာသီလကုသိုလ်နေမြတဲ့ရင်ဉာဏ်အားရမနေပဲဉာဏ်အားရမနေပဲဆိုတာဒါနဆိုတာလောက်အောင်နေရန်လောက် ဖျားဖြစ်ဖို့သူ့ပိုင်ခဲ့တဲ့သူ့ပြည်သားရဲ့တေးဟာသူ့ပြည်သားရဲ့တေးဘွားကစာပြီးနောက်ဆုံးဖျားမဖြစ်ခင်နှစ်ဘဝတစ်ဘဝအလိုမှာတောင်းပါပဲဝိတန္တရာဘဝအထီအောင်ဒါနကောင်းမှုလုံတော့မရှိသေးဘူးလေအဲ့တော့ဒါနကောင်းမှုဆိုတာကိုယ်တိုင်းတာတစ်ခုရအမြဲလုံးနေရတာ အနာကောင်းမှုလုပ်ပြီးတဲ့အခါတိလကောင်းမှုဆိုတာမေးလျော့ထားလို့မရဘူးဒါနနဲ့တိလဒီနှစ်ခုကဆက်ဆက်ဒါနကတစ်ဖက်သားကိုအကျိုးပြုသလိုပဲတိလကလည်းတစ်ဖက်သားကိုအကျိုးပြုတာဖြစ်တယ်မိမိကလှူလိုက်တန်းလိုက်လို့တစ်ဖက်သားဟာစိတ်ချမ်းသာမှုတွေရသွားတာပစ္စည်းဥစ္စာတွေရလို့လောအပ်ချက်တွေပြည့်စုံသွားလို့စိတ်ချမ်းသာမှုတွေရတယ် တိလကြတော့ကိုကိုရိုင်ကတိလဆောင်တာကို့အတွက်လို့ထင်ကြပြီမင်းတို့တစ်ဖက်သားအတွက်အများကြီးကျိုးဖြစ်သွားတယ်တိလဆောင်တာဟာကို့အတွက်နဲ့သူများအတွက်ဘလို့ကျိုးဖြစ်တယ်လဲတိလဆောင်တာကိုကုသိုလ်ရတာမှန်းနေတိုးတော့တစ်ဖက်သားဘလို့ကျိုးပြသွားတယ်လဲဆိုရင်မိမိကိုအကြောင်းပြုပြီးတော့ဘယ်သူမှ ချင်းရဲ့ဒုက္ခရောက်တာမရှိဘူးပဏ္ဏတိပတဝေရမဏိရှောင်ကျင်လိုက်တာနဲ့တည်းတိုင်းနဲ့ကိုယ်ကြောင့်သိတဲ့သရဝါဆိုမရှိတော့ဟောထိခိုက်မှုမရှိဘူးအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားငါးပါးသီလကိုမဟာဒါနလို့ရိုးရိုးဒါနတော့မဟုတ်ဘူးတစ်ဖက်သားလူတွေဘေးရန်ကင်းမှုအသက်ရှိမှုသက်ရှင်သန်ခွင့်လူ့ဘဝမှာဘေးရန်အန္တရာယ်ကြီးခင်းခွင့်ပေးလိုက်တဲ့သဘောရောက်သွားတယ် ။ဗန္နတိပန္တဝေရမဏီစွာကိုယ်ကိုယ်တတ္တမမဟုတ်တာသူများတတ်တယ်။သူများမတတ်ဖဲနဲ့ရှောင်ကျင်လိုက်တဲ့တွေ့ကြောင့်မိမိဒီဟူသောအကြောင်းကြောင့်ဘယ်ပုဂ္ဂိုလ်မှဒုက္ခမရောက်တော့။အာရိဏဒါနရှောင်ကျင်လိုက်တဲ့ပြင်ပစ္စည်းရဲ့နဲ့ပတ်သက်ပြီးတော့ကိုယ်အကြောင်းပြုပြီးဘယ်ပုဂ္ဂိုလ်မှပစ္စည်းပြောင်းလို့စိတ်ဆင်းရဲရတဲ့ဆိုတာမရှိဘူး။ဒါလည်းသူများအတွက်အများကြီးကျိုးရောက်တယ်။ကာမိတ္တိမိစ္ဆာစာရရှောင်ကျင်လိုက်တဲ့ဖြင့်သူမိသားစုကိုမိသားစု ဂုံတိတ်ခါကြဆင်းမှုမရှိကြဘူးနော်ဂုံတိတ်ခါရှိရှိနဲ့လူဘဝမှာမျက်နှာဖော်ဝန်းတဲ့အနေအထားမျိုးကိုရောက်ရှိသွားဒါလည်းတစ်ဖက်သားအတွက်အကျိုးပြုတာမူတဝရလိန်နေညာနဲ့ဆိုတာကိုယ်ကိုညာတာမဟုတ်ဘူးသူများကိုညာတယ်ဘက်တစ်ဖက်သားတွေအကျိုးပြပြသွားအောင်လိန်ညာပြောဆိုမှုကရှောင်ကျင်လိုက်တဲ့ဖြင့်မိမိကိုအကြောင်းပြုပြီးတစ်ဖက်သားစိတ်ဆင်းရဲမှု အမှန်သိရှိရမှုဆိုတာမရှိဖြစ်နဲ့စိတ်ချမ်းသာကိုယ်ချမ်းသာအမှန်တရားကိုသိရှိသွားမယ်။ဒါလည်းတစ်ဖက်သားကိုအကျိုးပြုတာပဲဖြစ်တယ်ပေါ့။အေသူရမေရယဆိုတာကြတော့ဝိဇေဝကင်းစင်ပြီးတော့နေတဲ့ပုဂ္ဂိုလ်ဟာအတိလိမ္မာဉာဏ်ပညာတွေတိုးတက်လာလူဘဝဆိုတာ သင်ဆရာကြားဆရာမြင်ဆရာဆိုတာလိုကိုယ်နဲ့ကိုယ်ပိုင်ဝန်းကျင်မှာရှိကြတဲ့အရာတွေကိုဆင်ញင်သုံးသပ်ရုံနဲ့ပဲအသိပညာတွေရရှိနိုင်တာမူရင်မနေပဲနဲ့ကိုယ်နဲ့ကိုယ်ပိုင်ဝန်းကျင်အနေထားတွေကိုလေ့လာသိရှိပြီးကောင်းတဲ့အလုပ်တွေကိုလုပ်တယ်အများအကျိုးပြုအလုပ်တွေကိုလုပ်တယ်မိမိ ဘဝတိုးတက်ကြောင်းတိုးတက်ရာတိုးတက်ကြောင်းဖြစ်တဲ့အသိပညာတွေကိုစီကူအထုတ်တယ်။မိမိတတ်ထားတဲ့ပညာနဲ့မိမိရဲ့မိသားစုမိမိနဲ့ပတ်ဝန်းကျင်မှာရှိကြတဲ့ပုဂ္ဂိုလ်တွေကိုအကျိုးပြုတယ်ဆိုတဲ့အလုပ်တွေကိုလုပ်နိုင်တော့သူရမေရီယာဆိုတဲ့မူရင်းစေဝါကင်းစင်နဲ့ကိုဘဝဟာလောကကြီးတစ်ခုလုံးကိုအကျိုးပြုနိုင်တဲ့အနေအထားတစ်ခုရပါတယ်။အကယ်၍လူတယောက်ဟာမူရင်း ွဲနေပြီဆိုလို့ရှိရင်တောင်းဝင်ခြင်းကိုအများကြီးဒုက္ခပေးခဏိခေဆိုပို့တည်တာပေါ့နော်သူ့အကြောင်းပြုပြီးတော့ဘယ်သူမှကိုပစ္စည်းတွေစိတ်ချရမှာမဟုတ်ဘူးအသက်အန္တရာယ်လေးစိတ်ချရမှာမဟုတ်ဘူးဝိရစေဝဆွဲနေတဲ့ပုဂ္ဂိုလ်အကြောင်းပြုပြီးတော့တောင်းဝင်ခြင်းအတူတည်းဟာဒုက္ခရောက်ချာအဲ့တော့တိလားဆောက်တည်လိုက်တာနဲ့တပြိုင်နက် ရှားဆိုးမှုကြီးတွေကျွလွန်မှုမရှိသည့်အတွက်ကြောင့်ငါးပါးတိလဟာဒါနတဲ့ပို့ပြီးတော့ထိရောက်တာဖြစ်လို့ဒါနတဲ့ပို့မြတ်တယ်လို့ပြောတာဒါကြောင့်မို့ရိုးရိုးဒါနမဟုတ်ပဲနဲ့ငါးပါးတိလကိုမဟာဒါနကိုကြောင့်သူတို့အားတွေပေးရန်ဘေးအန္တရာယ်မကြုံရအောင်အပယဒါနဖိကင်းတဲ့ ဘေးကင်းမှုကိုပေးတဲ့ဒါနမျိုးဖြစ်တယ်လို့မြတ်စွာဘုရားဟောတာအဲ့တော့ဒီဒါနတိလဒီနှစ်ခုပြည့်ဝပြီဆိုလို့ရှိရင်လူဘဝမှာတန်ဖိုးရှိတဲ့လူဖြစ်တဲ့သို့တော့မြတ်စွာဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာဓိတဲ့တန်ဖိုးရှိတာကိုရယူဖို့လိုအပ်သေးတယ်ဓိတဲ့တန်ဖိုးရှိတာတွေရနိုင်တဲ့အတိုင်းဒီလောက်လေးနဲ့ကျင့်နိုင်မယ်ဆိုလို့ရှိရင် ကိုဟာရနိုင်ရဲ့တန်းနဲ့မอยู่တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ပြီးတော့တမိုးတွေနေပြီးအကျိုးတွေအရာနေတော့မှဖြစ်တယ်အဲ့ဒါကိုအလေးနဲ့စဉ်းစားဆင်ခြင်တတ်ဖို့လိုအပ်တယ်ပေါ့နော်ရှော်ဒုတ်ထမ်းလာတဲ့လူလိုပဲတကယ်ချင်းနှစ်ယောက်ပစ္စည်းရှာဖို့ဆိုထွက်ကြတယ်ထွက်တဲ့အခါမှာရွာတရွာလူတွေဟာပတ်စံလျှော်တွေစုဆောင်းထားပြီးတော့ ျော်ထုတ်တွေဒီတိုင်းထားခဲ့ပြီးတော့ရွာပြောင်းသွားကြတယ်။တကယ်ချင်းနှစ်ယောက်ရောက်တဲ့အခါကျော်ထုတ်တွေတွေ့တော့ဟာဟန်ကြတာပဲတို့ဒီကျော်ထုတ်တွေနဲ့အဝတ်ထည်ရဲချမ်းမယ်ဆိုပြီးထမ်းလာကြတယ်။နောက်တရားရောက်တဲ့အခါကျတော့အဲ့ဒီတဲ့တန်ဖိုးရှိတဲ့ပစ္စည်းတွေတွေ့ရှော်နဲ့ရထားပြီးသားအထယ်တွေတွေ့တဲ့အခါကျတော့အာတီရှော်ဆိုတာ အထယ်လုံးဖို့တို့ယူကြတာဖြစ်တယ်အထယ်တွေ့မှာတော့ရှော်မလို့တော့ဘူးလို့တယောက်ကစဉ်းစားစဉ်းစားပြီးရှော်ထုတ်ကြီးကိုခြားပြီးအထယ်ထုတ်ထမ်းတော့တကယ်ချင်းတယောက်ကတော့ငါခုနကထမ်းလာခဲ့တာအဝေးချက်သူ့မပြစ်နိုင်ဘူးဆိုပြီးတော့အထယ်ထုတ်တဲ့ရှော်ထုတ်ပြောင်းမထမ်းမဲနဲ့ရှော်ထုတ်ပဲဆက်ထမ်းတာနောက်တနေ့ကတွေ့တဲ့အခါကျတော့ရွှေရည်ငွေတွေတွေ့တယ်ပေါ့ရွှေရည်တွေတွေ့တော့ရွှေငွေတွေ့မှတော့ ဒီအထယ်ဟာဘယ်တော့မှတန်ဖိုးမရှိဘူးရွှေငွေရကိုတန်ဖိုးရှိအထယ်တွေချထားခဲ့ပြီးရွှေငွေကိုယူပြီးတော့ပြင်ဟိုတယောက်ကတော့ငါအဝေးကြီးကလေးကရှော်ထုတ်ထမ်းလာတာမစွန့်နိုင်ဘူးဆိုတကယ်ချင်းတယောက်အေးပြန်ရောက်တော့တယောက်ကရှော်ထုတ်ဖယ်ရပြီးတော့တယောက်ကရွှေငွေလေးရအဲ့ဒါဘာကြောင့်လဲလို့ဆိုလို့ရှိရင်တယောက်ကအဝေးကြီးကထမ်းလာရတာဆိုပြီးတော့အစွဲလန်းနဲ့ ကောင်းတဲ့ကောင်းတာကိုမလုတ်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်တာနော်ဒါလေးနဲ့ရင်ရှင်းတ်ပြီးကောင်းတဲ့ကောင်းတာကို ရွေးယူခြင်းကမစွမ်းနိုင်တဲ့ပုဂ္ဂိုလ်စဉ်းစားမြန်အားနေတဲ့ပုဂ္ဂိုလ်အဲ့ဒါလိုပဲမြတ်စွာဘုရားသာသနာတော်နဲ့တွေ့တဲ့အခါမှာဒါနကောင်းမှုလေးလောင်းနဲ့မကျဉ်းနဲ့တီလာကောင်းမှုလေးနဲ့လည်းမကျဉ်းနဲ့အဲ့ဒါဆိုရင်ရှော့တုံးတော့အထဲတုံးတော့ရတာမျိုးဖြစ်သွားနိုင်ပေါ့အဲ့ဒီတဲ့တန်မိုးရှိတဲ့ ဘောရိဘကိယတရားယရနာလို့ဆိုတယ်အတိညာမိုင်းဆံရမြတ်ဗုဒ္ဓရဲ့ဆုံးမတရားတွေများစွာရှိတယ်အဲ့ဒီများစွာသောတရားတော်တွေကိုယ့်ရင်ထဲမှာဒီချိန်တစ်ခါပဲဖြစ်လိုက်အောင်ရလိုက်တာနဲ့အလားတန်တူတယ်တမုရှိတဲ့ယရနာတစ်ခုကိုရလိုက်တာပဲဆိုပါစို့ကိုယ့်ရင်ထဲနှလုံးထဲမှာတတ္တာလို့ဆိုတဲ့ကံကံဤကျိုးယုံကြည်မှုသမုတ်မြတ်စွာဘုရားရဲ့ တောယူတဲ့ဉာဏ်တော်ကြီးကိုယုံကြည်လက်ခံမှုဆိုတဲ့တရားကိုယ်ရင်နဲ့ဖြစ်လိုက်လို့ရှင်တံပိုးမဖြတ်နိုင်တဲ့ယရဏတစ်ခုကိုရလိုက်တာပဲဒါဘယ်ယရဏနဲ့မှနိုင်ရှင်ပြီးတော့ကြည့်လို့မရဘူးတရားဆိုတဲ့တံပိုးရှိတဲ့ယရဏတစ်ခုရတရားရသည့်အတွက်ကြောင့်ကိုရင်တိလာကောင်းအောင်ကြိုးစားလာလေဟောတိလာဆိုတဲ့တံပိုးရှိတာကိုယ်တဏ္ဍာမရပြန် တီလရပြီတဲ့ခါတုတ္တလို့ခေါ်တယ်အခုလိုတရားပွဲတွေမှလာတရားနာတယ်ဘယ်ဟာအကောင့်တည်းဘယ်လိုလိုက်နာရမလဲဘယ်လိုစဉ်းစားရတယ်ဘဝဆိုတာဘယ်လိုနေထားရှိတယ်ဆိုတဲ့အကြမ်းမြင်ဘောတုတ္တဓမ္မနဲ့ပတ်သက်တဲ့တုတ္တစာအုပ်တွေဖတ်ရဖြစ်စေတရားဓမ္မနိုင်ရဖြစ်စေမိမိကိုယ်တိုင်သင်တန်းတွေတိတ်ပြီးဖြစ်စေ ဓမ္မအတိတွေရလာပြီဆိုရင်အဲ့ဒီသူတ္တာလည်းတန်ဖိုးမပြတ်နိုင်တဲ့ယရနာဝိရခြင်းနဲ့ဖြစ်တယ်ကောအဲ့ဒီကနေတဆင့်တဲ့ကိုရှိတဲ့ပစ္စည်းကိုကိုသာသုံးမယ်ဆိုတဲ့မစ္စရိယစိတ်ကိုဖယ်ရှားလို့ကိုရှိတဲ့ပစ္စည်းဟာအများသဘောအများကိုမျှဝေသုံးစွဲမယ်ဆိုတဲ့မစ္စရိယကင်းစင်တဲ့စိတ်နဲ့ဒါနာကောင်းမှုတွေလုပ်တယ်နောက်ဆုံးမှာကိုယ့်အိမ်မှာနေမယ် မစ္စရိယစိတ်မရှိဘူးမစ္စရိယစိတ်ရှိတဲ့ပုဂ္ဂိုလ်ကကိုယ်အိမ်တောင်မှပဲခမင်းချက်ရင်ဟင်းချက်ရင်တော့ဗာဒါငါအတွက်ဆိုပြီးတော့လောက်တတ်တယ်ပေါ့နော်သူများကိုမပေးနဲ့အာလုံးစားဖို့ဆိုတဲ့အနေထားမျိုးမရှိပဲနဲ့ဒါငါဟာငါဟာမကိုင်းနဲ့မထိနဲ့တောင်တချို့ကလုပ်သေးတယ်နော်အဲ့ဒါလို့မစ္စရိယစိတ်မျိုးမထားပဲနဲ့ကိုရှိတာဒီအလုံးအတွက်ဆိုတဲ့စိတ်တမျိုးထားနိုင်မယ်ဆိုလို့ရှိရင် အဲ့ဒီမြင့်မြတ်တဲ့ပွင့်လင်းတဲ့စိတ်ဓာတ်ဟာလည်းဓမ္မိုးရှိတဲ့ယရဏဓမ္မပဲဖြစ်တယ်ဟောအဲ့ဒီနောက်ကျတော့လုံးတင်နာနဲ့မလုံးတင်နာကိုသိတဲ့ပညာမလုံးတင်နာကိုရှောင်လို့လုံးတင်နာကိုလှုပ်ဖို့ဒီတဲ့အစင်းမြင်တာကျတော့လောကကြီးမှာဘယ်ရာမှမမြဲဘူးအလုံးဟာပြောင်းလဲနေတဲ့သဘောပဲဆိုတာကိုစဉ်းကျင်စဉ်းစားနိုင်တဲ့ပညာမျိုး ဒါဆိုဗျာသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာလုံလို့ရတဲ့သင်လို့ရတဲ့ပညာတွေမှာဝိပဿနာပညာဟာအဆင်ပြေဆုံးပဲဖြစ်တယ်ပေါ့။ကိုယ့်ရဲ့ယဉ်နေနှလုံးထဲမှာဘယ်ရာမှမမြဲဘူး။သဗ္ဗိသင်္ခါရအိဆာသင်္ခါရတရားမှန်သမျှအလုံးဟာဖြစ်ပြီးပျက်စီးသွားတဲ့အနေအထားမျိုးတွေရှိတယ်လို့ဆိုတဲ့ဒီအတိညာဘောဓုတ္တအတိညာလေးတမိုးမဖြတ်နိုင်ဘူးတဲ့။ အဲ့ဒီပညာလေးကိုရအောင်လုပ်ပါဝိပဿနာပညာရပြီဆိုရင်ကြီးတဲ့အစင်းမြင့်တဲ့မဲ့ပညာဖို့ပညာဆိုတာတော့လုံယူလို့ရတဲ့ဟာမဟုတ်ဘူးဝိပဿနာတရားအထုတ်ခြင်းဖြင့်ရရှိနိုင်တဲ့ပညာမျိုးဖြစ်တယ်လုံလို့ရတဲ့ကုသိုလ်ထဲမှာဝိပဿနာကုသိုလ်ဟာအမြင့်ဆုံးဖြစ်တယ်ဆိုတဲ့ဒီအသိဉာဏ်လေးကိုရှိထားမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားသာသနာတော်နဲ့တွေ့တဲ့အခါမှာ တံပိုးကြီးမာတဲ့ယရဏတွေကိုရအောင်ယူထက်တယ်လို့တို့တွေရအောင်ယူချမှာဖြစ်တယ်ဆိုတာကိုမှတ်သားထားဖို့လိုအပ်တယ်ပေါ့နော်ကိုကိုပဲကြီးရမှာသူများမကြည့်နဲ့ငါဟာဘယ်အတိုင်းတာထိတံပိုးရှိတာတွေကိုရပြီးပြီလေကိုယ့်အကူဒါပဲကြီးရမယ်မရသေးရအောင်ကြိုးစားအထောက်ဒီလို ်တော်ဘုရားရဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်မှာမရလိုက်ဘူးဆိုရင်နောင်ရဖို့ဆိုတာဝေလာဝေး။ဘာကြောင့်လို့ဆိုလို့ရှိရင်ဘုရားပွင့်တဲ့ခေတ်နဲ့ကြုံမှုဆိုတာအလုံးကိုခဲနေ။အလုံးကိုခဲနေ။ဒီလိုကြုံမှဒီအတိအရလာဖြစ်နေ။ဒီအတိမှမရလို့ရှိရင်မြတ်စွာဘုရားရဲ့ဆုံးမနဲ့ဝေးနေတဲ့ဘဝမျိုးတွေကတဏှာမှာအများကြီးကြုံနေတာဖြစ်လို့ တမိုးရှိမှမရှိမှ ခွဲခြားသိနိုင်စွာမရှိကြဘူးလုံသိတဲ့အလုံးမလုံသိတဲ့အလုံးဆိုတာလည်းခွဲခြားသိနိုင်စွာမရှိကြဘူးအခုလိုမြတ်ဟုတ်ရဲ့သာသနာတော်နဲ့ကြုံတွေ့တဲ့အချိန်လေးမှာဒီအသိဉာဏ်လေးကိုရရှိအောင်ကြိုးစားအထောက်ကြအောင်ပါတတ္တာသီလတုတ္တဆာယပညာဆိုတာတံမိုးမဖြတ်နိုင်တဲ့ယေရနာကုသိုလ်တွေပဲဖြစ်တယ်ဆိုတာမှတ်ထားဖို့လိုတယ်ပေါ့နော်